တကယ်လို့တင်ကပလွေမှုတ်တက်တဲ့လူတယောက်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကပလွေမှုတ်တာလို့အလွယ်သုံးတက်ကြတဲ့ blue job နဲ့ပတ်သက်ပြီးတော့တည်တည်တိတိုက်တဲ့အချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တင်ကြပါတယ်အဲ့တော့အများအခေါ်ပလေမှုတ်တာသူရဲ့ terms အနေနဲ့ပြောမယ်ဆိုရင်တော့ blue job ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်အမျိုးသားတယောက်ရဲ့အမျိုးသားအင်္ဂါကိုတခြားလူတယောက်ကအဆက် နှခမ်းရှာဒါကိုအသုံးပြုပြီးတော့လှုပ်ဆောင်မှုပြုလုပ်ပေးတာဖြစ်ပါတယ်။ပြုလုပ်တဲ့လူကအမျိုးသားဖြစ်နိုင်တယ်လို့အမျိုးသမီးလည်းဖြစ်နိုင်ပါတယ်။အမှန်တော့ဒါကအဲကောင်းမွန်တဲ့အမှုချင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အခက်မသိရင်တော့အနေရရှိပြီးတော့ယောဂတွေလည်းရနိုင်ပါတယ်။ဒီလိုပြုမှုကတကယ် main sexual act လို့ခေါ်တဲ့အတူနေတာမတိုင်ခင်မှာပြုလုပ်တဲ့ foreplay အဆင့်ဖြစ်ပါတယ်။ကနဦးအဆင့်ဖြစ်ပါတယ်။အရေးဆုံးအနေနဲ့ဒီဟာကိုပြုလုပ်တော့မယ်ဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက် သဘောတူညီမှုယူထားဖို့လိုအပ်ပါတယ်ပြီးတဲ့အခါမှာတယောက်နဲ့တယောက်တောက်တတာဖြစ်ဖို့လည်းလိုအပ်ပါတယ်အဲ့တော့ဒီဟာကိုပြုလုပ်တော့မယ်ဆိုရင်အရေးကြီးတဲ့အချက်ကတော့ကျွန်တော်တို့ကလိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ယောဂတွေပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုပြုလုပ်ပြီးလိုက်တဲ့လူမှာလိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ယောဂတွေရှိနေမယ်ဆိုလို့ရှိရင်ကိုကကူးဆက်နိုင်ပါတယ်ဥပမာအဖြစ်တစ်ဖက်လူရဲ့အမျိုးသားအင်္ဂါမှာယောဂတွေရှိနေမယ်ဆိုလို့ရှိရင် ကိုယ်စီကိုကုသနိုင်ခြင်းရှိပါတယ်အထူးသဖြင့်ကိုကဗဇက်မှာအနာဒဏ်ရာပောက်ပြဲဒဏ်ရာသွေးထွက်ဒဏ်ရာဒါတွေရှိမှဆိုလို့ရှိရင်တစ်ဖက်ကအမျိုးသားရဲ့အမျိုးသားအင်္ဂါမှာလည်းပဲခုနလိုမျိုးအနာတွေရှိနေခဲ့မယ်ဆိုရင်ကိုယ်စီကိုကုသနိုင်ခြင်းအရင်များပါတယ်ပုံမှန်ကတော့ကုသနိုင်ခြင်းနေတယ်ဒါပေမဲ့ဒဏ်ရာတွေရှိနေခဲ့မယ်ဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်ကုသနိုင်ခြင်းများပါတယ်အဲ့လိုပဲကိုကပြုလုပ်ပေးရလို့ဖြစ်တယ်ကိုရဲ့ဗဇက်မှာအနာတွေရှိတယ်ပြီးတော့ကိုကလည်းဘီပိုးစီပိုး ိတ်ရှိုင်ပြီကာလာတာယောဂါဒီလိုမျိုးလင်္ကာတစ်ဆင့်ကူးဆက်တက်တဲ့ယောဂါတွေရှိနေမယ်ဆိုလို့ရှိရင်တစ်ဖက်ကအမျိုးသားအင်္ဂါစီကိုလည်းအဲ့ဒီပိုးတွေကရောက်သွားနိုင်ခြင်းရှိပါတယ်။တစ်ဖက်ကအမျိုးသားအင်္ဂါကတရားရပါမရှိဆိုလို့ရှိရင်တော့ရောက်နိုင်ခြင်းနေတယ်။ဒါပေမဲ့တစ်ဖက်ကအမျိုးသားအင်္ဂါမှာလည်းပဲပေါက်ပြက်တန်ရသွေးထွက်တန်ရအနာရရှိခဲ့မယ်ဆိုလို့ရှိရင်ကိုယ်စီမှာရှိနေကြရင်ကိုယ့်ရဲ့ပါးစပ်ကနေတဆင်အဲ့ဒီအမျိုးသားစီကိုလည်းကူးဆက်နိုင်ပါတယ်။ဒါကအမြဲတမ်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။လေကတဲ့ဆင့်ကူးဆက်တတ်တဲ့ယောဂါတွေကတချို့ တော့ရယ်ဆိုလို့ရှိရင်ပျောက်ကင်အောင်ကုသလို့မရသေးပါဘူးသူတစ်ဖြစ် HIV လို့ယောဂဖြစ်ပါတယ်စေတပြီးတော့ပဲတခြားထိန်းထားလို့ရပါတယ်လက်ရှိမှာတော့အရှင်းပြောင်းနိုင်သေးတဲ့အခြေအနေတော့မရှိသေးဘူးဒါပေမဲ့သူစေတနာတွေတော့ပြုလုပ်နေပါတယ်ဒါကတော့ကျွန်တော်စောင့်ကြည့်ရမယ်ဟာဖြစ်ပါတယ်เนาะအဲ့တော့တခြားသောလင်္ကာ၁၀ကုသတဲ့ယောဂတွေကကြာတော့အရှင်းပြောင်းကုသလို့ရတယ်တချို့ဟာတွေကြာတော့အရှင်းပြောင်းကုသလို့မရသေးပါဘူးဒါကြောင့်မလို့ ဒီလိုမျိုးမဖြစ်ရအောင်လို့ကျွန်တော်တို့ကဒီလိုမျိုးပလေမှုတော့မယ်ဆိုရင်အကောင်းဆုံးကတော့ကိုတော့အသုံးပြုလာမယ်ဖြစ်ပါတယ်။ကိုကတလင်တမယာစနစ်ကိုကျင့်သုံးတယ်။ကိုရဲ့ဆက်ဆံပေါ်အမျိုးသားအမျိုးသမီးနှုတ်နှစ်ဖက်မှာပိုးမရှိဘူးဆိုလို့ရှိရင်တော့ဒီတိုင်းကိုတော့မသုံးနိုင်တာပြဿနာမရှိပါဘူး။ဘာမှမသိရတဲ့အခြေအနေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာမှမသိရဘူးဆိုလို့ရှိရင်တော့ကွန်ဒုံကိုအသုံးပြုတင်ပါတယ်။ဒါမှသာခုနကပြောပြတဲ့ယောဂရယ်မခုဆက်အာနာကောက်ွယ်နိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ပြုလုပ်တဲ့ခါမှာအရေးကြီးတဲ့ချက်ကပါဇက်တန်ရှင်အရေးကြီးပါတယ်အမျိုးသားအင်္ဂါကိုမထိခိုက်မိအောင်ပြုလုပ်ဖို့ပါလေအရေးကြီးပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်တကယ်လို့သိချင်တာရှင်လည်းကွန်မန့်မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်